မက်စတီ4 1တော့မပွဲစဉ်ရဲ့ကောင်းဆုံးစီတီကစားမှာ3ဦးအီဂရစ်ဘော့ကနေပြလိုက်တဲ့ဆက်ပင်းနေပါရီမန်ချက်စတာစီတီတင်ကတော့ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်ဂျာမန်ဘွန်ဒက်စတီကာကလပ်တော့မတင်ကိုအင်ကွေးမှာအခန့်ရှင်မြန်ကစားခဲ့ပြီးတော့ကိုပြနိုင်ပွဲရရှိသွားခဲ့ပါရီမန်စတီတင်ကတော့မတင်ကို၄ဂိုးတကူဆိုတဲ့ရလနဲ့နိုင်ပွဲရရှိသွားနိုင်ခဲ့တာပါဒီဘက်မှာတော့စီတီအတွက်ဂိုးတွေကိုဖိုရန်က2ဂိုးဟာလန်က2ဂိုးနဲ့ချာကီယာ2ဂိုးသွင်းယူပေးသွားခဲ့တာပါတော်မွန်ဆိုရာချန်ပီယံလိမှာအဆင့်တစ်ခုရှိတဲ့အသင်းဆိုပေမဲ့စီတီတင်းကတော့အင်ကွင်းကိုခေါ်ပြီးတော့ဂိုးပြတ်ကိုတီးသွားခဲ့တာ ီးခဲ့တဲ့ပရီးမီးယားလိပွဲစဉ်မှာလည်း City ကကောင်းလာပါတယ်ဆိုတဲ့ပုံမှောက်ကိုလည်းကိုပြန်နိုင်ယူထားနိုင်ခဲ့ပါသေးတယ်။ Man City 4 1 Dortmund ပွဲစဉ်ရဲ့အကောင်းဆုံး City ကစားမ3ဦးကိုရွေးချယ်ပေးသွားပါမယ်။ပထမတဦးအနေနဲ့ကွင်းလယ်လူ Reinder ကိုရွေးချယ်ခြင်းပါတယ်။ဒီတိုင်းပွဲမှာ Netherlands ရဲ့ကွင်းလယ်ကလောက်အားနှုံးကအခရာကျခဲ့ပါတယ်။ Reinder က City အတွက်အသွင်းကိုနဂိုရီဖန်တီးပေးခဲ့သလို Dortmund ကွင်းလယ်ကိုလည်းအသာစီးရအောင်ကစားနိုင်ခဲ့ပါတယ်။ဒုတိယတဦးကတော့မပါမဖြစ်တိုက်စစ်က Haaland ပါပဲ။ဟာလန်ကလည်း City အတွက်ဒီပွဲမှာအသွင်းကိုတကူသိယူပေးသွားနိုင်ခဲ့ပါတယ်။ ဒါကနော်ဝေတိုက်စစ်မှုအတွက်ချန်ပီယံလိ၅ပွဲစတိုက်သွင်းကိုလည်းဖြစ်ခဲ့ပြီးမတူညီတဲ့အသင်း၃တင်းနဲ့ချန်ပီယံလိ၅ပွဲဆက်ကိုတင်နိုင်ခဲ့တဲ့ပထမဆုံးကစားမဖြစ်လည်းမှတ်တမ်းဝင်သွားခဲ့ပါသေးတယ်။နောက်ဆုံးကစားမကတော့ဒီပွဲရဲ့ Man of the Match လို့ပြောရမယ့် FIFA တန်းပါပဲ။ Foran ကဒီပွဲမှာ City အတွက်သွင်းကိုနှစ်ဂိုးတိခြေစွမ်းပြသွင်းယူခဲ့ပြီးတော့ Dortmund ခန်းစစ်ကိုဒုက္ခပေးနိုင်ခဲ့ပါပြီ။အင်္ဂလန်သားကအခွင့်အရေးဖန်တီးမှုမှာလည်း၃ချိန်တိပြလုံနိုင်ခဲ့တယ်လို့ကိုပေါက်ကန်တင်မှု၄ချိန်ကလည်း၄ချိန်စလုံးကိုပေါက်တင်မှတ်ခဲ့ပါပြီ။ City ကတော့ရှေ့လာမယ့်ပွဲစဉ်ဖြစ်လေဘောက်တင်တဲ့ Premier League ပွဲချက်ကစားသွားဖို့ရှိနေပါပြီ။ ီနေ့တင်ဆက်မှာတော့ပါပဲနောက်ဆုံးရအကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်ပါရညာ